စစ်ကော်မရှင်တပ်ရဲ့အမှတ်26ခြေရင်တရင်ကိုတင်ပြလိုက်တယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ GZ သတင်းဆောင်ဆိုတဲ့ YouTube Channel ကနေအော်တိုဘာ23ရက်နေ့မှာပျော်လိုက်တာခလာရ26ရပြီဟေးဆိုတဲ့စာသားနဲ့အတူရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ရုပ်သံဖိုင်ထဲမှာတော့အခြားသတင်းတွေနဲ့အတူဒီအကြောင်းကိုထည့်သွင်းပြောထားပါတယ်။ဒီခလာရ26တင်ပြခံရမှုနဲ့ပတ်သက်လို့အခြားသော Facebook အကောင့်တွေကနေလည်းရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားကြပါတယ်။ ရုပ်သံဖိုင်ထဲမှာခလာယာ298ကိုတင်ပိုင်နိုင်ငံကြောင်ပြောဆိုထားတာတွေတပ်သားတွေရုပ်တံတွေပါဝင်ပြီးဘယ်နည်းဘယ်ချိန်ကိုတိတိကျကျဖော်ပြထားတာမရှိပါဘူး။မြစီမာကဒီအကြောင်းအရာမှာပါဝင်တဲ့ရုပ်သံဖိုင်နဲ့ခလာယာ298ဆိုတဲ့စကားလုံးတွေနဲ့ရှာဖွေစစ်ဆေးခဲ့ပါတယ်။တကယ်တော့ခလာယာ298တင်ပိုင်ခံခဲ့ရတာဟာအခုမဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ကတင်ပိုင်ရရှိခဲ့တာပါ။ဒီအကြောင်းကိုတော့ DPP မြန်မာပိုင်းနဲ့ကချင် News Group တို့မှာသတင်းဖော်ပြထားကြပါတယ်။ လက်ရှိခလာရနှစ်ကိုရှိရဲ့အခြေအနေနဲ့ပတ်သက်လို့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာတိတ်ပိုက်ခံရပြီးနောက်ပိုင်းကလေးကဘာတကူမှဖော်ပြထားတာမရှိပါဘူး။ဒါကြောင့်စစ်ကော်မရှင်တပ်ရဲ့အမှတ်နှစ်ကိုရှိခြေလင်းတပ်ရင်းကိုတော်လိုင်းတပ်ဖွဲ့တွေရပြီဆိုတဲ့ရုပ်သံဖိုင်ဟာပြီးခဲ့တဲ့နှစ်ကလေးက KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိတ်ပိုက်ခဲ့စဉ်ကရုပ်သံဖိုင်ကိုပြန်လည်ဖျက်ဝေထားတဲ့သတင်းတူပဲဖြစ်ပါတယ်။မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့နေရှိခင်မြေစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/ AGFPZ ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြတ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်ခံမှုပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။